ီ streamer ကိုတချို့သိရင်သိပြီးကြမှာပါ Twitch ပေါ်မှာနိုင်ငံရေးတွေဆွေးနွေးတဲ့နာမည်အကြီးဆုံး streamer တယောက်ပေါ့နာမည်ရင်းက Hassan Piker ဖြစ်ပြီးတော့ Twitch မှာတော့ follower 3သန်းကျော်ရှိတဲ့ Hassan RP ဆိုတဲ့ channel မှာပုံမှန် stream နေကြဖြစ်ပါတယ်အဓိကတော့ Israel နဲ့ Gaza အကြောင်းပြောနေပဲပေါ့နော်။သူ့နိုင်ငံရဲ့အမျိုးနွယ်ပါတွေအကြောင်းကိုတော့ကြော်လက်စိတ်ဝင်စားသလိုနောက်ထောင်မှုလည်းအခြေမရှိပါဘူး။ဒါပေမဲ့ခွေးချစ်တဲ့သူ Doggy Lover တယောက်အနေနဲ့သူအခုလောက်တာမျိုးကိုတော့ယုံမိပါရဲ့။ It's the same reason as to why America, Kaya, please just fucking go, just stop. Jesus Christ, what are you doing? You're being such a baby. It's just you're making her stressed. I, I, I. She just literally is is so incredibly spoiled from my mom. <laughs> ဲ့ဒီချိန်မှာပဲဟတ်ဆန်ကသူ့လက်ကိုတကူးကူလှမ်းကင်ခဲ့လိုက်တယ်လို့လုပ်ခဲ့ပြီးတဲ့ချိန်မှာပဲ ခွေးကနာပြီးတော့ထော်ပါလေတော့တယ်။ဒါကိုဟာဆန်အာဘီကပထမတော့သူ shock လုပ်ခဲ့တာမဟုတ်ပါဘူး။သူ့ခွေးမလေးကာယာကသူ့လက်တနဲ့သူပြန်ထိပြီးអော်ခဲ့တာပါတဲ့။သူ့ခွေးကို place training ဆိုတဲ့နေရာတစ်ခုမှာအသားကြောင်လေ့ကျင့်ပေးနေတာပါလို့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့နားလည်နေတာတစ်ခုကတော့ခွေးလေးကအဲ့ဒီနေရာကနေနည်းလေးပဲရွှေ့ရတာမှသူကဘာဖြစ်လို့အဲ့လောက်တော့စိတ်လို့သွားခဲ့ရလဲပေါ့။သူပြန်ရှင်းပြပုံကတော့သူ့ခွေးကိုမနက်ပိုင်းမှာကစားချိန်နှစ်နာရီပိတ်ဆော့ထားပြီးဖြစ်တယ်လို့ညမှာလည်းထွက်ပြီးတော့လမ်းလျှောက်ပေးပါတယ်ပေါ့ place training ဆိုတာကလည်းခွေးတကောင်အတွက်ငုံုံတဲ့နေရာ တို့နေတဲ့နေရာမှာနေတတ်အောင်လို့ပေးနေတာကိုပြောတာပါအခုဖြစ်နေတာကခွေးကို stream ပေါ်မှာ background လှဖို့ထားသလိုဖြစ်နေပြီးတော့အဲ့ညာကမသွားရအောင်ဆိုပြီးတော့ အတင်းတွေခိုင်းလို့ကြီးဖြစ်နေတာပေါ့ဒါကိုဟတ်ဆန်းကရှင်းပြပုံကတော့သူ့ခွေးကာယကအကောင်ကြီးတဲ့အတွက်တခြားနေရာတွေမှာလက်အိတ်လက်လို့ရှိရင်ရိုးတွေပါအထီးကမှဆိုးလို့ဆိုပြီးတော့ပြန်ရှင်းပြခဲ့ပါတယ်ကျွန်တော်လည်းခွေး extra မဟုတ်တဲ့အတွက်မပြောတတ်ပေမဲ့လည်းနည်းနည်းလမ်းထလျှောက်တာကိုတော့အဲ့လိုစိတ်မလိုတဲ့ကိုလို့တော့ထင်ပါတယ်သူ့ YouTube ဗီဒီယိုမှာလည်းဖြောင်းလင်းခဲ့ပါတယ်သူ့ခွေးကို shock ခဲ့တာမဟုတ်ဘဲနဲ့ vibration ပဲလုပ်ခဲ့တာပါပေါ့ဒါပေမဲ့အဲ့ဒီ collar ကိုသုံးမှုတဲ့သူတွေကတော့အဲ့ model က shock လုပ်တဲ့ model ဖြစ်နေဆိုပြီးတော့ဝမ်းပျောက်ခဲ့ကြပါမယ်သူကတော့ဖိမိတ်ညင်ခဲ့တာပေါ့နောက်နေ့ရက်သမဲလောက်နေမှာတော့အခုလိုပြောခဲ့ပါတယ် Even the e-collars that do shock are unironically used to train fucking like service dogs and shit. They think it's like dog abuse in general. That's part of the reason why so many trainers have come out and been like, you guys are wrong. Like, shock collars are not like tasing the dog, it's like a TENS machine. I have literally fucking shocked myself in the past. A lot of people think that you're not supposed to train your dogs at all. You're just supposed to let them fucking roam, not realizing that like dogs need structure they need to work. They need to be like very active. They need to get that out of their fucking system. And not only that, but also in an effort to to train them, a lot of the literally the disability dogs, the service dogs get fucking e collar trained with like a what you would call a shock collar. shock collar တွေကိုခွေးတွေကိုလေ့ကျင့်ပေးတဲ့နေရာတွေမှာအသုံးပြုပြီးတော့ abuse လုပ်ဝင်ရပါတယ်ပေါ့အခက်ခကြည့်ရင်လည်းဟုတ်တော့ဟုတ်ပါတယ်ခွေးတွေကိုစနစ်တကျလေ့ကျင့်ပေးတဲ့နေရာမှာအသုံးပြုရတာမှန်ပါတယ်ဒါပေမဲ့သူတခြားအရာကိုစိတ်တုံနေတာနဲ့ခွေးကို shock ဖြစ်လက်တယ်လို့လောက်တာကတော့မှားနေရလို့တော့ထင်ပါတယ်အဲ့ဒီလိုသူတောင်းပန်ပြုလို့မရှိဘူးပေါ့နော်ဒီကုလို့ဘလို့ထင်ရလဲအင်တာနက်ကလူတွေကအရန်ကိုပဲအလုံးရှိအလုံးရှာပြီးတော့အခုလိုထင်ရမြန်လိုက်ပြောနေကြတယ်လို့ထင်လားအခုလိုခွေးတွေကောင်ကို shock ပေးပြီးတော့ train လောက်တာကမှားတယ်လို့ထင်လားဆွေးနွေးသွားကြပါအောင်အားလုံးအဆုံးထိကြပြောက်ကျေးဇူးပါအားလုံးအစီအမံကြပါစေခင်ဗျာနောက် video မှာတွေ့ကြတာပေါ့